MGS5 long range ကိုဝယ်မှာဆိုလို့ရှိရင်သိန်း80 standard range ကိုဝယ်မှာဆိုလို့ရှိရင်သိန်း60ရရှိနိုင်မယ့်အခွင့်အရေးကိုလိုချင်ဆက်ကြည့်အောင်မင်္ဂလာပါဗျာကျွန်တော်ကအခုဆိုလို့ရှိရင် YCC မှာကျင်းပပြုလုပ်နေတဲ့ Asia Expo 2025ပွဲလေးမှာဝင်ရောက်ပြသထားတဲ့ MGF ဘူးကိုရောက်ရှိနေရပဲဖြစ်ပါတယ်အဲဒီဘူးလေးမှာဆိုလို့ရှိရင် MG ကဘယ်ကားလေးတွေပြသထားလဲဆိုတော့မကြသေးခင်ကမှ exclusive launch လုပ်သွားတဲ့ MGS5 ကားလေးတွေတွေ့ရမယ် MG4 တွေကိုလည်းပြသထားတာတွေ့ရပါတယ်ဗျာကားလေးတွေချက်ကြည့်အောင် ပင်းမှာမြင်နေရတာကတော့ MG S5 ကိုမှ long range ပေါ့နော် driving range အနေနဲ့ဆိုလို့ရှိရင် WLTP နဲ့ပုံမှာ480 km တည်းရှိမယ် battery capacity ဆိုလို့ရှိရင်လည်း64 kWh ရှိတယ်ပေါ့နော် cashback အနေနဲ့ဆိုလို့ရှိရင်လည်း380ရရှိမှာဖြစ်ပါတယ်အဲ့တော့ဘက်ကိုဆက်ကြည့်အောင် okay okay ဒါလေးကတော့ MG4 ပေါ့เนาะ MG4 ကိုမှ Type 2 Long Range လေးဖြစ်တယ် Long Range ဖြစ်တာဖြစ်တဲ့အတွက် Driving Range ဆိုလို့ရှိရင်သူကဘယ်လောက်ရှိမလဲဆိုတော့450 km တိရှိမယ် Battery Capacity က64 kWh ရှိတယ်ပေါ့เนาะအဲဒီနေ့ပွဲလေးမှာဒီကားလေးကိုဝယ်ယူမယ်ဆိုလို့ရှိရင်350 Cashback ရရှိမှာဖြစ်တယ်ဟိုမှာ Standard Range လေးရှိတယ်ချက်ကြည့်အောင်ကဲဒါလေးကတော့ MG S5 ကိုမှ standard range ပေါ့နော် MG S5 standard range ကကြတော့ driving range ဆိုလို့ရှိရင်လည်း WLTP နဲ့ကိုမှ340 km တိရှိမယ် battery capacity က49 kWh ရှိမယ်ပေါ့နော် cashback အနေနဲ့ဆိုလို့ရှိရင်လည်း360တိရရှိမယ့်အခွင့်အရေးလည်းရှိပါသေးတယ်။ဒီပွဲလေးကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့စက်တင်ဘာ26 29 28မှာ YCC မှာကျင်းပပြုလုပ်နေရဖြစ်တဲ့အတွက်လာရောက်လည်လာနိုင်မှုတို့ကိုလည်းကျွန်တော်ဒီနေရာလေးကနေဖိတ်ခေါ်လိုက်ရပါတယ်ဗျာ။ကျွန်တော်နောက်ထပ်ပိုင်းလေးမှာပြန်တွေ့ကြရပါတော့။ကျွန်တော် Jack Swift ကတချုံပါ။